မင်္ဂလာပါရှင် MB ရဲ့တနေ့တိုင်းအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဇမကတော့ဆက်ဆက်တက်ဆက်တို့မူဝင်ကြပါ။မကွေးတိုင်းမကုတ်ဘူးနယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်အုပ်တပ်ကအမျိုးသမီးနှုတ်ဦးပါဝင်ပြည်သူ၅ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံသတင်းမြစ်က MB ကိုပြောပါရစေ။အင်အား250ခန့်ပါတဲ့ပကုတ်ဘူးတမတရတက်ကစစ်အုပ်တပ်နဲ့ပြူစော်တီပူပေါင်းစစ်ကြောင်းဟာမေလ28ရက်နေ့ကလေးကညောင်ကျစ်ပင်ပြူစော်တီစကန်ကနေတဆင့် မားမြို့အနီးတစ်ဝက်ကကျေးရွာတွေကိုဥတီစကြောင်းထိုးနေပြီးတော့ညနေပိုင်းမှာကမ္မဒေသမှာရှိတဲ့တော်လိုင်းစကန်တစ်ခုကိုမိရှုပ်ဖြစ်စည်းခဲ့တယ်လို့ပြည်သူသုံးဦးကလည်းဖမ်းဆီးသွားတယ်လို့ဒေသခံတို့ကပြောပါတယ်။အဲ့ဒီစိုးစုစကြောင်းဟာမကြီးသုံးမင်ဘုံကြီးเจ้าမှာညအိပ်ပြီးမေလ29ရက်ဒီကနေ့မနက်မှာတော့မကြီးသုံးမင်ဘုံကြီးเจ้าကနေစစ်ကြောင်းပြန်ထွက်လာပါတယ်။အဲ့ဒီနောက်မကြီးသုံးမင်နဲ့နှောပေါက်ကြီးရွာเจ้าမှာဆစ်ရှောင်နေတဲ့ ေသခံအမျိုးသမီးနှုတ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတို့ကပြောပါရယ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေဟာအခုချိန်နှစ်ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူးစိုးစုစကြောင်းဟာပခုတ်ကူနယ်အနောက်ဘက်ခြမ်းကျေးရွာတွေအားလုံးကိုစစ်ကြောင်းတို့မှွေနောက်ဖမ်းဆီးကပေါက်နယ်အဆက်ကိုရောက်ရှိနေပြီးအခုချိန်ထိဒေါ်လန်ရေးတပ်တွေနဲ့ထိတိတိုက်ပွဲဖြစ်ပွားတာမရှိသေးပါဘူးလက်ရှိမှာပခုတ်ကူနယ်အနောက်ခြမ်းကကမ်းမမြို့အနီးတစ်ဝိုက်ကိုစိုးစုစကြောင်းရောက်နေရာကြောင့်ဒေသခံပြည်သူတပေါင်းခန့်ဟာ ဝိုးစက်တိုက်ရွာသွန်းနေတဲ့ကြားကတောတိုက်တွေမှာဖြစ်သလိုနေထိုင်ရင်တင်းရှောင်ထွက်ပြေးနေကြပါတယ်။သခိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာနာမခကနေထွက်လာတဲ့စောစုတဟာဘုဒ္ဓလင်းနဲ့တောင်ချမ်းမှာရှိတဲ့ရွာတွေကိုဆက်ကြောင်းထုတ်နေလို့ဒေသခံပြည်သူတွေမိုးရွာတဲ့တင်းရှောင်ထွက်ပြေးနေကြရတယ်လို့ဘုဒ္ဓလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။ကြီးပလုံဘက်က9နာရီကြော်ကြော်9နာရီလောက်ကကြီးပလုံကနေပြီးမြောက်ကိုဆထွက်လာတာ မြောက်ကိုထွက်လာပြီးတော့ကြီးပုံကနေပြီးတော့မျိုးပေါ်နဲ့ကြီးပုံကြားရဲပေါ်တော်မူဖះဆိုတာရှိတယ်အဲ့ဒီပေါ်တော်မူဖះကိုရောက်လာတယ်အဲ့ရောက်ရင်ပေါ်တော်မူဖះကနေပြီးခန်းနေပါလေဖောက်သေးတာခုဘယ်ရွာလေးထွက်ပြေးတိတ်ဆောင်လဲဆိုအဲ့ဒီရွှေချောင်းလေတို့ထနောင်းကုန်းတို့တရက်တို့ရိုးတို့ကတော့ရှောင်နေကြပြီမုံရွာနာမခကနေထွက်လာတဲ့အင်းအားတရာခန့်မှာစုပ်စုတဟာမေလ29ရက်ဒီကနေ့မနက်ပိုင်းမှာမုံရွာနယ်ကြီးပုံရွာကတဆင့်ဘုဒ္ဓလင်နယ်ဇီးတော်အနောက်ရွာ မြို့ပေါ်ရွာနဲ့ထနောင်းကုန်းရွာတွေကိုစီးနှင်းဝင်ရောက်ခဲ့တာပါမုံရွာနာမခတဲ့ကနေထွက်လာတဲ့အခုစကြောင်းဟာဘုဒ္ဓလင်မြို့ပေါ်ကိုသွားချင်တဲ့သဘောရှိနေပြီးတော့ဘုဒ္ဓလင်မြို့ပေါ်ကိုအင်အားသွားဖြည့်တာလားဒါမှမဟုတ်အင်အားအချင်းပြောင်းလို့ဖို့ထွက်လာတာလားဆိုတာတော့မသိရသေးဘူးလို့ဘုဒ္ဓလင်ရဲ့ပအဖအဖွဲ့ဝင်တူကပြောပါတယ်ဒီကရမေလာ25ရက်ကတော်လိုင်းအင်အားစုတွေအနေနဲ့မုံရွာနာမခတဲ့ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးစုံစုကလည်းချက်ချင်းဆိုသလို ောင်းဝင်စာလက်နက်ကြီးနဲ့ဗုဒ္ဓလင်နဲ့မြောက်ဘက်ကရွာတွေကိုမေလ25ရက်26ရက်နဲ့29ရက်တွေမှာ၃ရက်ဆက်တိုက်လက်တုပ်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်တကိုင်းတိုင်းစကိုင်းမြို့နယ်မန္တလေးမုံရွာကလန်မေကကုန်းရွာကျေးရွာကိုဒီကနေ့မော်လယ်ပိုင်းမှာစောစုကဆင်းနေလူရဲ့မိရှို့လို့ဒေသခံပြည်သူတွေဝိုးတက်ရည်တွေထွက်ပြေးနေရတယ်လို့သတင်းရရှိပါရယ်မေလ29ရက်ဒီကနေ့မနက်ပိုင်းကစလို့ ကိုင်းမြို့တမ33နဲ့မွန်ရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကြားစုပ်စုကားဤအသွားအလာလုံးကြီးရဲ့အချိန်စကိုင်းမြို့နယ်မန္တလေးမွန်ရွာကားလမ်းပေါ်ကကန်တလူတိုးဂိတ်ကိုစုပ်စုကပိတ်ဆို့ထားသလိုအဲ့ဒီတိုးဂိတ်အနီးကကုန်းရွာကျေးရွာကိုလည်းစင်းနေလို့ရဲ့မိရှို့နေတယ်လို့ဒေသခံတူကပြောပါတယ်စုပ်စုကကုန်းရွာကိုစင်းနေပြီးနေအိမ်တချို့ကိုမိရှို့သလိုညနေပိုင်းထိဆက်လက်စင်းနေထားဆဲလို့ဆိုပါတယ်စုပ်စုရဲ့အကြောင်းကုန်းရွာကျေးရွာအပါအဝင်ရောင်ပင်စင်း မြင်းမွေစတဲ့အနီးဝန်းကျင်ကျေးရွာတွေကဒေသခံတွေလည်းမိုးရဲရေတဲ့စစ်ပေးရှောင်ထွက်ပြေးနေကြပါတယ်။စောစုကလမ်းပိတ်ထားလို့စကိုင်းမြို့နယ်ကန္တရူတိုးကိတ်အနီးမှာကားစီးရရာနဲ့ချီပိတ်မိနေပြီးစောစုကအဲ့ဒီကားရီစီကငွေညှက်ကအစည်းရေနည်းနည်းချင်းသွာလာခွင့်ပြုပေးနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။မန္တလေးမြို့ရွာကားလမ်းပေါ်မှာဆိုးဆူးရှင်နေလို့ခီးသွွားပြည်သူတွေအနေနဲ့အသွားအလာဂရုစိုက်ကြဖို့စကိုင်းဒေသခံတွေကတိုက်တွန်းထားပါတယ်။ဆိုးဆူးကယခုရက်ပိုင်းမှာ စကိုင်းမြို့နယ်ထဲမှာစကြောင်းထိုးအကြမ်းဖက်တာ လူရဲမီးရှို့တာတွေကျွလွန်နေတာဖြစ်ပါတယ်။လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်တဲ့ပုံကိုပါဘုံကူကျင်မရှိပါကရေချိုးကမ်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါစဝဲလိုမျိုးအကာအကွယ်အောင်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွင်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရင်းမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကြောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအိမ်ပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုံမြေကြီးကိုတရောင်းနဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ